အရှိုင်မီဘိုကူးဆက်ခံရတဲ့သူတွေတောက်တုံးနေရတဲ့ ART စေဝါတွေကိုမြန်မာနိုင်ငံတွင်းမှာအစိုးရမဟုတ်တဲ့အဖွဲ့အစည်း NGO INGO တွေကနေထုတ်ပေးခွင့်မရှိတော့ဘဲစစ်ကောင်မရှင်လောက်ကကျမရဲ့ဝင်းကြီးဌာနလက်အောက်ခံစေယုံနေမှာပဲထုတ်ယူနေရပါတယ်။အဲ့ဒီအခြေအနေတွေကြောင့်ဒူနာတချို့အတွက်အခက်အခဲတွေရှိနေပါတယ်။ဒီအကြောင်းကိုတော့မျက်သစင်ပြပြပေးထားပါရှင်။အပေါ်လာကလေးကစတင်ပြီး NGO INGO စေပေကန်တွေမှာ ARDC အပါအဝင် TB နဲ့ငှက်ဖျားယောဂါအတွက်ပုံမှန်တောက်သုံးရတဲ့စီးဝါးတွေကို MOH National AIDS Program NAB လို့ခေါ်တဲ့စစ်ကော်မရှင်ရဲ့ကျန်းမာရေးဝန်ကြီးဌာနကပဲဓာတ်ရိုက်ထုတ်ပေးနေတာဖြစ်ပါတယ်။စစ်ကော်မရှင်ရဲ့ကျန်းမာရေးဝန်ကြီးဌာနမှာ ARDC ထုတ်မယ်ဆိုရင်ကိုယ်တိုင်ထုတ်ယူရမှာဖြစ်ပြီးလူစားထိုးထုတ်လို့မရသလိုလူနာက ကျန်းမာရေးမကောင်းလို့မလာနိုင်ရင် ထုတ်ယူလို့မရဘူးလို့ ပြည်ရင်းခြေဆိုင် HIV ကာကွယ်ရေးလုပ်ငန်းတွေကူညီလှုံ့ဆော်ပေးခဲ့သူတယောက်ကဆိုပါတယ်။စစ်ကော်မရှင်ရဲ့ကျန်းမာရေးဝန်ကြီးဌာနကစီကံတချို့ကြောင့်ဆေးထုတ်ယူရသူတွေအတွက်အခက်အခဲတွေအများကြီး ကြုံနေရတယ်လို့လည်းသူကဆိုပါတယ်။လူသားမျိုးပေါ်မရဘူး။ခုမှဆိုရင်ကျမကကျန်းမာရေးမကောင်ဘူး။ကျမအိပ်ရတယ်လဲနေနေ။အဲဒါမှသူ့ဖေးရသွားထုတ်ပြီးလည်းမပေးဘူး။အဲ့လိုပဲခြလိုက်။စီကံကိုတင်းကျပ်လိုက်တာပေါ့ကျမရဲ့။ အဲ့အဲ့လိုဖြစ်သွားတယ်ပြီးဆိုရင်တို့ကဟိုဟိုလူစားထုတ်မရဘူးပြီးဆိုရင်ညီမတို့ကကားတင်ပြီးလို့မရဘူးဥပမာဆိုရင်လူမကြီးဘုကကစကြောင်းထိုးနေလို့မလာနိုင်ဘူးနိုင်နေသိလို့မလာနိုင်ဘူးထားပါတော့အဲ့ဒါဆိုရင်အရေးချင်နေတော့ညီမတို့ကားတင်ပေးရတဲ့သေဘူးလေးတွေကားတင်ပေးလိုက်တာပေါ့နော်ကျတော့ဟိုအစိုးရဌာနမှာတော့ထုတ်ပြီးဆိုအဲ့လိုကားလည်းတင်မပေးဘူးဟိုလူနာကိုကိုတိုင်လာမှပဲသူကထုတ်ပြီးတော့အဲ့လိုအခက်အခဲရှိတာပေါ့ဒေတာတွေမငင်းချမ်းတာတွေကလည်း လူနာရီအတွက်အခက်ခဲတစ်ခုတည်းမှာပါတယ်လို့လည်းသူကဆိုပါတယ်။ရေစကြိုမြို့မှာနေထိုင်တဲ့ ARDC နှစ်ရှည်တောက်သုံးနေရသူတူကလည်းဒေသရင်းထိတွေ့တိုက်ပွဲတွေဖြစ်တဲ့အခါဈေးကိုကိုယ်တိုင်သွားမထုတ်နိုင်တဲ့အတွက်အခက်ခဲတွေကြုံနေရတယ်လို့ဆိုပါတယ်။သူရဲ့ပြောကြားချက်ကိုတော့လုံချုံကြီးချီနေရ DVB သတင်းတောက်တစ်ယောက်ကအတန်စားထုတ်ဖတ်ကြားပေးထားပါတယ်။အရင်ကဈေးထုတ်ပေးတာ၄နေရာလောက်ရှိတယ်လေ။အဲ့တော့ဈေးထုတ်ရတာ AC ပဲ။ ခုကြဆေးထုတ်ပေးတာအစိုးရစင်တာတခုလည်းသွားရတာအဆင်မပြေဘူးကိုရီကရေစတိုးမှနေတာလမ်းကြောင်းပိတ်တာတွေစစ်ကြောင်းထိုးတာတွေကြောင့်မသွားနိုင်တာတွေရှိတယ်လေအရင်ကကားနဲ့တင်ပေးလိုက်တာတွေရှိတယ်အခုကြကိုယ်တိုင်သွားထုံးမှဆိုတော့အခက်ခဲတွေရှိတာပေါ့ Antiretroviral Therapy ARD ဆိုတာသွေးနဲ့ကိုယ်ခန္ဓာအတွင်းအရေးတွေထဲမှာ ရှိနေတဲ့ HIV ရောဂါပိုးတွေကိုဆက်လက်မပြန်ပွားအောင် ထိ ंछ ုပ်ပေးနိုင်တဲ့အဓိကဆေးဖြစ်ပါတယ် ARDC ဟာနေ့စဉ်အချိန်မှန်တောက်ပေးရတဲ့ဆေးဖြစ်ပြီး တရားမှပြက်ကွက်လို့မရပါဘူးပြက်ကွက်ခဲ့တဲ့ရက်တွေအချိန်နောက်ကျမှတောင်းမိတာတွေများလာတဲ့အခါမှာပိုးဟာဆေးရင်ပါသွားပြီးဆေးမတိုးတော့တဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ် ARD ဆေးမတိုးတော့ဘူးဆိုရင် အရင်တောက်တဲ့ဆေးပမာဏထက်ပိုများတဲ့ပမာဏကိုတိုးတောက်ရတာတွေလုပ်ရပါတယ်တကယ်လို့ဆေးမတောက်တဲ့အချိန်ကြာလာတာနဲ့အတူ CD4 လို့ခေါ်တဲ့ကိုခန္ဓာအားတွေဆုတ်ယုတ်လာတတ်ပြီး HIV ပိုးကောင်ရေထိန်းချုပ်နိုင်မှုမရှိတော့ဘဲ သွေးစိတ်ကြည့်တဲ့အခါပိုးကောင်ရည်တွေတက်နေပြီးတော့ opportunistic infection လို့ခေါ်တဲ့အခွင့်အရေးယူရောဂါတွေပါ ခန္ဓာကိုယ်အတွင်းအလွယ်တကူဝင်ရောက်လာနိုင်ပြီးဥဒယခက်ခဲတဲ့အခြေအနေရောက်လာနိုင်ပါတယ်။ဒီလိုနဲ့ AIDS ရောဂါအဆင့်ထိရောက်ပြီးအသက်ဆုံးရှုံးတဲ့အထိဖြစ်သွားနိုင်ပါတယ်။အဲ့ဒီလိုအရေးကြီးတဲ့ ARD ဆေးကို ထုတ်ယူရမှာ HIV ပိုးရှိသူတွေအနေနဲ့အခက်ခဲကြုံတွေ့နေကြရတာပါ။ ဒါဟာအာနာသိန်းစစ်တပ်ကချမှတ်ထားတဲ့မူဝါဒကြောင့်ဖြစ်ပြီးအဲ့ဒီမူဝါဒတွေမဖြေလျှော့သမျှလူနာတွေအတွက်ခက်ခဲနေအောင်မယ်လို့ DVB ကမေးမြန်းခဲ့တဲ့စေနာဝန်ထမ်းတယောက်ကပြောပါတယ်။အစဉ်ပြေလားဆိုတော့မပြေပါဘူးခက်ခဲပါတယ်။အစဉ်ပြေမှုတစ်ခုကိုပြောပါဆိုရင်တို့ရဲ့မူဝါဒလမ်းထဲတိုင်းနဲ့သွားနိုင်မယ်။တို့ရဲ့စီကံအတိုင်းလုပ်နိုင်မယ်ဆိုရင်တော့ဒီလိုမျိုးသူသိရမှာပါ။ဒီကတော့ဒီဘက်ကမူဝါဒတိုင်းတိုင်းကဟိုမဖြေလျှော့သေးဘူးပေါ့နော်။ ဆက်ခဲ့နေအောင်ပါပေါ့ဒီကြားရတဲ့နေတဲ့နေတဲ့ပဲသွားနေအောင်အလုံးစလူနာရီရလဲဒီခါစီပွားရေးချက်တာတခြားဓမ္မသတ္တရေးတွေလည်းခုလေးစိတ်တုတ်ထားရတယ်တခြားအာလူနာရီရလဲတော်တော်ခက်ပါပဲ AIDS TV နဲ့ငှက်ဖျားယောဂတိုက်ဖျက်ရေးအတွက်ဆောင်ရွက်နေတဲ့ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအစီအစဉ် Global Fund ဟာ2024-2026အတွက်မြန်မာမှာ HIV တိုက်ဖျက်ဖို့ရည်ရွယ်ပြီးဆေးဝါးနဲ့စမ်းသပ်ကိရိယာဝယ်ယူဖို့ တည်ယူပို့ဆောင်မှုနဲ့ကျန်းမာရေးဝန်ထမ်းဈေးတွေအတွက်အမေရိကန်ဒေါ်လာ85တန်းကနေ102တန်းကြားထိရထားတယ်လို့သိရပါတယ်။လက်ရှိမှာ CDM လှုပ်ရှားမှုတွေနဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်စစ်ကော်မရှင်ကျမကြီးဝန်ကြီးဌာနအောက်ကစေယုံစည်းကမ်းတွေမှာဝန်ဆောင်မှုပေးနိုင်တဲ့ဝန်ထမ်းရေအတွက်တိတိတသားရော့သွားပြီးအခုလို NGO တွေလက်ထဲကနေလုပ်ပိုင်ခွင့်ပြောင်းယူလိုက်တဲ့အခါ စေဝါထုတ်ပြီးတဲ့လူအင်အားမနိုင်တာတွေလည်းဖြစ်နေပါဗျ။ကျမမြတ်သစင်ပါရှင်။